မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 4ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးအရှိမြောက်တိုင်းစစ်ဌာနချုပ်ကို MNDA ကသိမ်းပိုက်ပြီးတဲ့နောက်မှာလက်နက်ချအလင်းဝင်လာတဲ့စစ်သားနဲ့တပ်မိသားစုဝင်အရေးအတွက်ဟာတထောင်ကျော်လာပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ August 3ရက်နေ့နေ့လယ်12နာရီဝန်းကျင်အချိန် MNDA က ရှေ့မြောက်တိုင်းစစ်ဌာနကျွေးရဲ့နယ်မြေအားလုံးကိုအလုံးစုံတိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ပြီးတော့အခုလိုမျိုးသိမ်းပိုက်ပြီးတဲ့နောက်မှာအလံဖြူထောင်ပြီးတော့အလင်းဝင်လာတဲ့စစ်သားနဲ့ပြည်သူစစ်တပ်မိသားစုဝင်အယောက်တထောင်ကျော်ရှိတယ်လို့သိရှိထားပါတယ်။လက်ရှိမှာအရေးအတွက်ကိုအသေးစိတ်မစီစစ်နိုင်သေးပဲအလံဖြူထောင်ကြတဲ့စစ်သားများဟာဟိုတစုဒီတစုနဲ့ပြန်ကျဲနေကြောင်း MNDA ရဲ့ရှေ့တန်းသတင်းရင်းမြစ်ကပြောဆိုထားပါတယ်။ အခုတိထားရတဲ့တော့အလံဖြူထောင်ပြီးတော့ထွက်လာတာစစ်သားတွေရောပြည်သူစစ်တွေရောတပ်မိသားစုဝင်တွေရောတထောင်ကျော်လောက်ရှိတယ်လို့ပြောတယ်အခုလည်းဥတီယာမဲ့ထွက်ပြေးနေတဲ့စစ်သားတွေနဲ့မိသားစုဝင်တွေရှိနေသေးတာမို့အရင်အတွက်ကဒီထက်ပိုများနိုင်ပါတယ်လို့ MNDA ရဲ့သတင်းအရင်းမြစ်ကပြောဆိုထားပါတယ်လက်တလုံးမှာရှိမြောက်တိုင်းစစ်ဌာနချုပ်ရဲ့နယ်မြေတစ်ခုလုံးကို MNDA တပ်များကစုံမှုထားပြီးတော့နယ်မြေရှင်းလင်းလှုပ်ဆောင်နေတယ်လို့သိရပါတယ်အပြန်အလှန်ပြစ်ခတ်မှုတချို့ရှိတော့လဲကြီးကြီးမားမားတိုက်ပွဲမရှိတော့ဘဲအလုံးစုံထိန်းချုပ်နိုင်ပြီလို့ဆိုနိုင်ကြောင်း MNDA ရဲ့ရှေ့တန်းသတင်းအရင်းမြစ် တွေကပြောကြားထားပါတယ်လက်နက်ချတာများတယ်ဆိုပေမဲ့ကျွန်တော်တို့ရဲ့ပန်းနိုင်ကိုမရောက်သေးတဲ့အတွက်ဝမ်းမသာနိုင်သေးပါဘူးကျွန်တော်တို့ရဲ့ရည်မှန်းချက်ကစစ်အာဏာရှင်စနစ်စိုးကြီးကြဆုံးပြီးတော့ပြည်သူအာဏာပြည်သူတင်မြောက်ထားတဲ့သူတွေရဲ့လက်ထဲကိုပြန်ရောက်ဖို့ပဲစနစ်စိုးကြီးပြတ်သုံးသွားရင်ပြည်သူတွေကိုရင်ဝယ်သားလို့အုပ်ချုပ်တဲ့ဗဟိုအစိုးရနဲ့တိုင်းသားဒေသတွေကိုအုပ်ချုပ်တဲ့လူမျိုးစုအစိုးရတွေကြားမှာပြပြလဲလဲညှိညှိနှိုင်းနှိုင်းနဲ့တာယာတဲ့မြန်မာပြည်ကြီးဖြစ်ဖို့ကိုပဲမျှော်လင့်ပါတယ်အဲ့ဒီအောင်ပွဲအထိကိုကျွန်တော်တို့တွေရှိနေမယ်လောလောဆယ်တော့ရှေ့တော့ရှေ့တော့ ဆက်လက်ခြိတက်ဖို့လို့ MNDA ရဲ့ရှေ့တန်းသတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ MNDA ကလာရှိုးအခြေဆိုင်အရှိမောက်တိုင်းစစ်ဌာနချုပ်ကိုတင်ပိုက်ပြီးတဲ့နောက် ိုင်းမူဖြစ်တဲ့ဘူမူကျုံစိုးလိုက်ဟာမူဆယ်ကနေထွက်ပြေးသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇူလိုင်လလယ်ပိုင်းမှာအရှိမြောက်တိုင်းစစ်ဌာနချုပ်တိုင်းမူဘူကျုံစိုးတင့်ကိုယာဒူးကနေအနာပေးပြီးတော့တမ69တမမှုဘူမူကျုံစိုးလိုင်ကိုအရှိမြောက်တိုင်းစစ်ဌာနချုပ်တိုင်းမူအသည့်အဖြစ်နဲ့ခန့်အပ်ခဲ့တယ်လို့သိရပါတယ်ဘူမူကျုံစိုးလိုက်ဟာတိုင်းမူအသည့်အဖြစ်နဲ့တလတောင်တောင်ဝမထမ်းဆောင်လိုက်ရပဲအရှိမြောက်တိုင်းစစ်ဌာနချုပ်ကြာဆုံးသွားခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်မှာတော့ဘူမူကျုံစိုးလိုက်ဟာမူဆယ်ကနေထွက်ပြေးသွားပြီလို့ကြားသိရကြောင်းစစ်ဘက်ဆိုင်ရာသတင်းရင်းမြစ်ကပြောဆိုထား ထားပါတယ်ဘုံမူးချုပ်စိုးလိုင်ကတိုင်းမူးအစ်စ်ဖြစ်တဲ့အချိန်မှာလဲသူကလားရှော့ကိုမသွားဘူးမူးဆင်မှာပဲထိုင်ပြီးတော့ကိုကဲနေတာသူကအရှိမရောက်တိုင်းစစ်ဌာနချုပ်တိုင်းမူးအစ်စ်ဖြစ်လိုက်တဲ့ကာလက တလားတော့မရှိလိုက်ဘူးတိုင်းမူအဟောင်းဘိုးချုပ်စိုးတင်ကတော့လာရှုံမှာပဲရှိနေခဲ့တာအခုရမခကြာသွားတော့တိုင်းမူအသက်ဘုံမူချုပ်စိုးလိုက်လဲမူဆယ်ကနေလစ်ပြီလို့သိရတယ်ဆက်သွယ်လို့လည်းမရတော့ဘူးလို့ပြောတယ်လို့စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုထားပါတယ်တခြားတစ်ဖက်မှာလည်းအရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုကိုကဲနေတဲ့အမတ်နဲ့ဆက်စင်ရေးအထူးအဖွဲ့မူဒုတိယဘိုးချုပ်ကြီးနိုင်နိုင်ဦးယာရုကနေဖယ်ရှားခံလိုက်ရပြီးတော့ရဲချုပ်ဒုတိယဘိုးချုပ်ကြီးနီလင်းအောင်ကို အမတ်နဲ့ကာဆာထမှုအဖြစ်နဲ့အစားထုတ်ခန့်အပ်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့လာရှိုးအခြေစိုက်အရှိမြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA ကမနေ့ကတိမ့်ပိုက်နေတဲ့အချိန်မှာအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကတော့နေပြည်တော်အမျိုးသားပြတိုင်းနဲ့မိအထားစက်ကောင်းဆက်ယုံကိုတွားရောက်နေတဲ့အတွက်မင်းအောင်လှိုင်ကိုမဘာသာအမျိုးသားရေးအစိုးရများကခေါင်းဆောင်မဖြစ်ထိုက်တဲ့သူအဖြစ်နဲ့ပြင်းပြင်းထန်ထန်ဝေဖန်နေကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ 10276ပထမပိုင်းမှာလောက်ကိုင်းကွန်းလုံအပဝင်းရှမ်းမြောက်ဒေသမှာရှိတဲ့မြို့နယ်အများစုကိုဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။အခု10276ရေဒုတိယလှိုင်းမှာလာရှုံးမှာရှိတဲ့ရှမ်းမြောက်တိုင်းစစ်ဌာနချုပ်ကြီးကိုပါဆုံးရှုံးလိုက်ရတဲ့အတော့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုက်ဟာဖျားတကားသာလုတ်တင်ပြီးတော့စစ်ကောင်းဆောင်မဖြစ်တဲ့တော့ကြောင်းစစ်တပ်ထောက်ခံသူမဘာသာအမျိုးသားရေးဝါဒီတူကပြောဆိုထားပါတယ်။ပောက်ကိုတော်နဲ့ဆရာတော်ဦးဝသွားလို့တန်ဃာတော်တွေကတော့မနေနိုင်လို့ စစ်သားစိတ်ပေါက်ပြီးတော့ဝင်ပြီးစီမံခန့်ခွဲနေရတဲ့အချိန်မှာဦးမင်းအောင်လှိုင်ကဖုန်ကြီးစိတ်ပေါက်နေတယ်ဖရဲတကပဲလှုပ်နေတယ်လှုပ်တဲ့လှုပ်ထိုက်တာမျိုးကိုမလုပ်ဘူးဖရဲတကလှုပ်မယ်ဆိုရင်လဲလှုပ်ထွက်လိုက်တော့အခုကတမိုင်းမှာရှက်စရာကောင်းတယ်တမတော်တမိုင်းအတွက်လဲအရန်ကိုရှက်စရာကောင်းတယ်ရမခလိုတိုင်းစစ်ဌာနချုပ်ကြီးတောင်ကြာသွားပြီရှက်ဖို့ကောင်းတယ်ဦးမင်းအောင်လှိုင်ခမရလက်ထက်မှာဒီရမခကြီးဆုံးရှုံးတာခမရရှက်တင်တယ်ခမရတို့တစ်ဖွဲ့လုံးနှုတ်ထွက်တင်တယ်လို့ စစ်တပ်ထောက်ခံတဲ့အမျိုးသားရေးဝါဒီတအုပ်က Telegram ကနေတဆင့်ရုတ်တန့်နဲ့ဝေဖန်ပြောဆိုထားတာကိုတွေ့ရပါတယ်အမျိုးသားရေးအစိုးရဖုံးကြီးဆိုတဲ့ပောက်ကိုတော့ကလည်းစစ်ကောင်းဆောင်မင်းအောင်လိုက်အနေနဲ့ဗတိစိတ်ဖျားတဲမှုများကိုရပ်တန့်ပြီးတော့စစ်ကိုစစ်နဲ့တူအောင်တိုက်ရန်ရှေ့တန်းမှာတည်ဆုံနေရတဲ့စစ်သားများရဲ့အသက်ကိုငဲ့ကွက်ရန်ဝေဖန်ပြောဆိုထားပါတယ်လာရှိုးမှာဖြစ်ခဲ့တဲ့အနေအထားတစ်ခုကအရန်ကိုခြေကွဲစရာကောင်းတဲ့ကာချုပ်ကြီးဗတိစိတ်နေအောင်မှာလား ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်းနေပြည်တော်ကနေခလုတ်တစ်ချက်နှိပ်လိုက်ရုံပဲဆိုအဲ့ဒီခလုတ်ကြီးကဘဲတော့နှိပ်မှလဲဘဲခလုတ်လဲနောက်ဆုံးမဲ့ခလုတ်လားကာကြုတ်ကြီးဖျားတဲတာခဏရက်ထားပါအောင်တတ်ထောက်ခံတဲ့သူတွေရဲ့မျက်ရည်တွေကိုလည်းတုတ်ပေးပါအောင်လို့ပောက်ကိုတော်ဆိုသူကဝေဖန်ပြောဆိုထားပါတယ်ဆက်လိုက်ပြီးတော့ပွင့်ဝဲလင်းလင်းပြောရရင်ဗျာအကုန်လုံးကငွေရေးကြေးပဲလုပ်နေကြတာတိုင်းပြည်ကိုသူတို့အလောက်မချစ်ဘူးသူတို့မှမျိုးချစ်စိတ်မရှိဘူးတချို့မျိုးပေါ်မှာငွေရှာပြီးတော့စားနေကြတာရှေ့မှာတက်မတော်သားတွေကိုထောက်ပံ့ရမှန်းမသိဘူးပြည်သူစစ်တွေကိုထောက်ပံ့ရမှန်းမသိဘူးကုညီရမှန်းမသိဘူး သူတို့ရှေ့ထွက်တိုက်ရလို့အားပေးစကားပြောရမှန်းတော့မသိဘူးရသမျှငွေတွေကိုသူတို့အိတ်ထဲပဲထည့်နေတာတခုချင်းပြလို့ရတယ်ဟောကြီးမြေခွက်ကြီးကဘယ်ပုံမှုတွေအဲ့ဒါကြီးကဘသူတွေ စားတာအဲ့ဒီမြေခွက်ကြီးကဘယ်စီပင်ကိုဘလောက်ပေးရတာအဲ့ဒါတွေရက်ကြပါတော့လို့ပောက်ကူတော်ကဝေဖန်ပြောဆိုထားပါတယ် တိုင်းသားလက်နက်ကိုင်များရဲ့ဌာနချုပ်များကိုခလုတ်တစ်ချက်နှိပ်ယုံတဲ့ချိန်မုံဖြက်စည်းနိုင်ကြောင်းအကြမ်းဖက်ဇော်မဲလုံးကပြောဆိုခဲ့ပူးပြီးတော့အခုအချိန်မှာအဲ့ဒီခလုတ်ကိုဘာကြောင့်မနှိပ်တလဲဆိုပြီးတော့အမျိုးသားရဲ့အဆွမ်းရောက်မပူတုကလည်းမေးခွန်းထုတ်ထားပါဗျ။ဘုဒ္ဓဇော်မင်းထုံးကိုကျွန်မမေးမယ်အဲ့ဒီခလုတ်ကြီးကဘယ်အဖုတ်ကြီးတဲ့ကိုရောက်နေတာတော့စိုက်ဝါနဲ့ဖော့ဆုပ်တွေနဲ့ပြည်သူလူထုကိုလိမ်မနေပါနဲ့ တနတ်တော်မကင်ဘူးတဲ့ကျမတို့ကလာရှုကိုတွားလို့မရဘူးပစ္စတိုခါးကြထိုးပြီးတော့လာရှုတွားတဲ့ခမားတို့အဘကြီးကိုပဲတွားခိုင်းရမှာလို့အမျိုးသားရဲ့အစွန်ရောက်မတ်ပုတုကပြောဆိုထားပါတယ်ဒါအပြင်မဘသားနဲ့အမျိုးသားရဲ့အစွန်ရောက်ကျော်စိုးဦးကသူ့ရဲ့ Telegram မှာလာရှုကမြင်ကွင်းဗီဒီယိုများကိုရှယ်ပြီးတော့တောက်လျှောက်သို့တလို့သူ့ရဲ့အမြင်တွေကိုဖော်ပြထားပါတယ် ဘယ်ကောင်မှသတင်းအမှန်တွေအမှားတွေရေးမနေနဲ့ခမရတို့ရှင်းရမှာမဟုတ်ဘူးသတင်းမှန်ကရှင်းရမှာခမရတို့ကြည့်ရတယ်ဗျာမြင်ကြပါစေသိကြပါစေခံစားတတ်ကြပါစေလို့လားရှုမှာတေဆုံးနေသူများရဲ့ဗီဒီယိုများလားရှုရမှာခကြာဆုံးနေတဲ့ဗီဒီယိုများကိုဖော်ပြပြီးတော့ Telegram မှာကြော်ဆုံးဦးကရေးသားထားကြောင်းသတင်းရရှိပါတယ်ခမရစိတ်နေတာပဲဟေးကောင်းလိုက်တာဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်ကြောင်မဲမြို့နယ်မှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့အချမ်းဘတ်စစ်ကောင်စီကလေကြောင်းနဲ့အပြင်းထန်ခုခံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ3ရက်နေ့မနက်9:00အချိန်ကမှကြောင်မဲမြို့မှာရှိတဲ့အချမ်းဘတ်စစ်ကောင်စီရဲ့လက်ကျန်တပ်စခန်းတွေဖြစ်တဲ့ စကခတဲ့ခမရ900တဲ့902စခန်းကုန်းတို့ကိုတောင်းတမတော် DNL ကတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲဖြစ်ပွားနေတဲ့စခန်းကုန်းအနီးတဝိုက်နဲ့ဗရမားစီဒီအနီးတဝိုက်ကိုအကြမ်းဖက်စစ်ကောင်စီက Jet Fighter နဲ့6ချိန်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင် Y12 နဲ့ခောက်ပွဲအနီးတဝိုက်နဲ့ခမရ900တဲ့စခန်းအနီးကို ဘုံ22လုံးလာရောက်ကျဲချခဲ့တယ်လို့သိရပါတယ်ဒီကနေ့မှာအချက်ဘတ်စစ်ကောင်စီကကြောင်မဲမြို့နယ်ခမရ901 902တပ်စခန်းအတွင်းကိုလည်း112နဲ့လက်နက်ခဲယမ်းများကို၉ချိန်လာရောက်ကျဲချခဲ့တယ်လို့ DNA လေးကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းကြောက်စင်မြို့နယ်မှာစစ်ရင်တန်းဖြတ်သွားမဲ့လမ်းမိုင်းကိုမိုင်းရှင်းပြီးတော့ပြန်လာတဲ့ပြည်သူ့စစ်အဖွဲ့ဝင်တအုပ်ကိုပြစ်ခတ်တိုက်ခိုက်ရာတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ3ရက်နေ့နေ့လယ်12နာရီခန့်မှာကြောက်စင်မြို့ကနေတအုပ်ကိုတွားရောက်မဲ့ စစ်ရင်တန်းဖြတ်တန်းသွားမဲ့လမ်းပိုင်းကိုမိုင်းရှင်းပြီးတော့ပြန်လာတဲ့အချမ်းဘတ်စစ်ကောင်းစီလက်အောက်ခံပြည်သူစစ်အဖွဲ့ဝင်အောင်မြိုင်ဟာပုတ်တိုင်ကြေးရွာမှာရှိတဲ့၎င်းရဲ့နေအိမ်ကိုပြန်လာတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များကပြစ်ခတ်တိုက်ခိုက်ရာပွဲချင်းပြီးတေဆုံသွားတယ်လို့သိရပါဗျ။တေဆုံသွားတဲ့အချမ်းဘတ်စစ်ကောင်းစီလက်အောက်ခံပြည်သူစစ်အဖွဲ့ဝင်အောင်မြိုင်ဟာဒုအရာခံဗိုလ်တအုပ်ဖြစ်ပြီးတော့ပင်စင်ရယူပြီးတဲ့နောက်စစ်တပ်ကပြန်ခေါ်တဲ့အတော့အချမ်းဘတ်စစ်ကောင်းစီအတွက်သတင်းပေးအဖြစ်နဲ့ပြည်သူစစ်အဖွဲ့ဝင်ပြန်လည်ခန့်အထားခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီခွေးကအရင်ကဒုအရာခံဗိုလ် ပင်စင်နဲ့နားသွားတာအခုမှစစ်တပ်ကပြန်ခေါ်တော့ပြည်သူစစ်တပ်သားအမားခံလုံနေတာဒီကောင်ကကြောက်စဲကနေတရုပ်ဦးကိုစစ်ခွေးရင်တန်းဖြတ်ဖို့အတွက်ရှေပြေးခြေချင်းမိုင်းတွေရှိမရှိတယောက်ထဲလာရှာတော့ပါ စစ်ကားတန်းကတော့တရအုပ်ကိုမောင်းနေသွားပြီးတော့ဒီစစ်ခွဲတွေကအိမ်ပြန်มาပဲကျွန်တော်တို့မဟာမိတ်တပ်တွေကတိုက်ခိုက်ခဲ့တာပွဲချင်းပြီးတိတ်ဆုံးပါတယ်ကျွန်တော်တို့ကတော့လှုပ်ရှားရှိတာကိုပြက်ပြက်သားသားဆောင်ရွက်နေမှာဖြစ်တဲ့အတွက်ပြည်သူတွေကတသားတည်းနေပေးဖို့မေတ္တာရက်ခံကြပါတယ်စစ်တပ်ထောက်တိုင်တွေကိုပြောကြင်တာကကျွန်တော်တို့ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေကခမရတို့ရဲ့အရေးတွေလို့တကောက်ကောက်လိုက်နေတယ်ဆိုတာလေးကိုပဲသိစေချင်ပါတယ်လို့ကြောက်ဆယ်မျိုးနဲ့တော်လန်ရေးတပ်ဖွဲ့ KRA ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုကြောက်ဆယ်မျိုးနဲ့တော်လန်ရေးတပ်ဖွဲ့ KRA နဲ့အတူကြောက်ဆယ် KDDF နဲ့ ကြောက်စဲဒေါမင်းညီနောင်ပျောက်ကြားတဲ့ဖွဲ့တွေကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ Union Brothers UB ပြည်သူအကျိုးဆောင်အဖွဲ့ကကုညီထောက်ပို့ပေးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ